သိလို့ရှင်တဲ့အရာဘေးအရာကိုမဆို၃ရက်အတွင်းမှာ manifest ဖြစ်အောင်ပြုလုပ်လို့ရပါတယ်။တမန်ကတော့ manifestation နည်းလမ်းမျိုးစုံကိုမျှဝေပေးနေတဲ့ DC ဖြစ်ပါတယ်။ဒီဝီဒီယိုထင်းမှာတော့ဆရာကြီး Nevergoda ရဲ့နည်းလမ်းအတိုင်းလို့ရှင်တဲ့အရာဘေးအရာကိုမဆို၃ရက်အတွင်းမှာ manifest ဖြစ်အောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တွေဟာ၃ရက်အတွင်းမှာကိုလိုရှင်တဲ့အရာကို အမှန်တကယ် manifest ဖြစ်လာအောင်ပြုလုပ်လို့ရပါတယ်။ဘာဖြစ်လို့လဲဆိုရင် manifestation ဟာလိုရှင်တဲ့အရာကိုရဖို့အစင်လိုက်အစင်လိုက်သွားနေတာမဟုတ်ပါဘူး။ဥပမာဆိုကြပါစို့သင်ဟာမီလီယံနာတတိကြီးတယောက်ဖြစ်ရှင်တယ်အဲ့ဒီတော့သင်ကငါကအလုပ်တစ်ခုရဖို့လိုအပ်တယ်အဲ့ဒါကအဆင့်တစ်ဖြစ်တယ်အဲ့လိုစဉ်းစားကောင်းစဉ်းစားလိုက်မယ် ပြီးရင်နောက်ထပ်ဆက်လက်စဉ်းစားမှာကတော့ငါကအဲ့ဒီအလုပ်ဝရဖို့ manifest ပြုလုပ်ရမယ်အဲ့ဒါပြီးရင်အဲ့ဒီအလုပ်ကနေပြီးတော့ promotion ရအောင်လုပ်ရမယ်ရာထူးတိုးအောင်လုပ်ရမယ်လစာတိုးအောင်လုပ်ရမယ်ဒါတွေကအဆင့်နှစ်ဖြစ်တယ်ပြန်ငါကတော့ဝင်ငွေကောင်းနေတဲ့အခြေအနေတစ်ခုရအောင်သွားရမယ်။အဲ့ဒီအခါမှာနောက်ထပ်၃နှစ်လောက်ကြာတဲ့အခါမှာငါဖြစ်ရှင်တဲ့မီလီယနာဖြစ်လာမယ်။ အဲ့ဒီလိုစဉ်းစားကောင်းစဉ်းစားလိုက်မိဒါမှမဟုတ်အဲ့ဒီလိုမီလီယံနာဖြစ်လာဖို့အတွက်ငါထိထိုးရမေးထိပေါင်းမေးဆိုရင်တော့ငါမီလီယံနာဖြစ်မှာပဲအဲ့ဒီလိုစဉ်းစားတာလေးဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုကတကယ်ကိုကိုယ့်ရဲ့ဘဝအတွက်လက်တွဲဖို့ရှာနေတယ်ဆိုပါစို့အဲ့ဒီလိုအချိန်မှလေးတချို့သောသူတွေကကိုလိုရှင်တဲ့ဘဝလက်တွဲဖို့ရဖို့အတွက်တခြားသောသူတွေနဲ့ကိုကဒိတ်လုံးဖို့လို့တယ်ဒီလိုဒိတ်လုံးနေရင်နောက်ဆုံးမှာတော့ကိုယ့်အတွက်လူမှန်တယောက်ကိုတွေ့သွားနိုင်တယ် အဲ့ဒီလိုစဉ်းစားတာတွေဖြစ်နိုင်တယ်ဒါကတော့လူတော်တော်များများစဉ်းစားတဲ့ကြတာဖြစ်တယ်ဒါပေမဲ့ manifestation ကဒီလိုအလုံးမလုံးပါဘူး manifestation ဟာ parallel reality ရဲ့သဘောတရားနဲ့အလုံးလုံးနေပါတယ်ဒီစီးမီဒီယိုကိုအမြင်နဲ့နားထောင်ဖူးတဲ့လူတွေကကြတော့ parallel reality ရဲ့သဘောတရားကိုနားလေသဘောပေါက်ပြီးသားဖြစ်သွားပါနိုင်မယ်အဲ့ဒီတော့ parallel reality သဘောတရားကိုနည်းနည်းအကြည့်နေပြောပြမယ်ဆိုရင်တော့ parallel reality ကိုမြန်မာလိုဘာသာပြန်ရမယ်ဆိုရင်တော့အပြိမ်ဖြစ်တည်မှုလို့ခေါ်ပါတယ်အဲ့ဒီတော့အပြိမ်ဖြစ်တည်မှုဆိုတာ ဖြစ်တည်မှုပုံစံမြောင်များစွာရှိပါတယ်အဲ့ဒီ parallel reality ရဲ့အနန္တ reality တွေအများကြီးရှိပါတယ် ကျွန်ုပ်တို့အတွက်ဖြစ်နိုင်တဲ့ reality ပုံစံဖြစ်တည်မှုပုံစံတွေအများကြီးရှိနေတယ်။အခုအချိန်မှာဆိုပါစို့မနီဆိုတဲ့မိန်းကလေးတယောက်ကိုစဉ်းစားကြမယ်။အဲ့ဒီမနီဟာအခုအချိန်မှာဆင်းရဲနေတဲ့မနီလေးဖြစ်နိုင်တယ်လို့ရှမ်းသာကြွေဝါနေတဲ့မနီလေးဖြစ်နိုင်တယ်။အောင်မြင်နေတဲ့မနီလေးဖြစ်နိုင်တယ်လို့ကြာရှုံးနေတဲ့မနီလေးဖြစ်နိုင်တယ်။ဒါမနီကိုစဉ်းစားတာကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုတွေလည်းအများကြီးရှိနိုင်တယ်။အခုအချိန်မှာအသေးကွေးနေတဲ့လူတယောက်လေးဖြစ်နိုင်တယ်လို့ အချစ်ရင် relation ရှိမှာအောင်မြင်နေတဲ့လူတယောက်လေးဖြစ်နိုင်တယ်ဒါမှမဟုတ် relation ရှိနဲ့ပျော်ရွှင်နေတဲ့လူတယောက်လေးဖြစ်နိုင်တယ်ပုံစံအမျိုးမျိုးရှိနိုင်တယ်ကိုယ့်အနေနဲ့စိတ်ကူးရင်နိုင်သမျှပုံစံတွေအားလုံးရှိပြီးသားဖြစ်တယ်အဲ့ဒီတော့ကိုလိုရှင်တဲ့အရာသည်ကိုပိန်ဆိုင်ပြီးသားပဲဖြစ်တယ် parallel reality ရဲ့သဘောတရားအရာ ပြောမယ်ဆိုရင်ကိုလိုရှင်တဲ့အရာ ကိုစင်တာရှိတဲ့အရာကို ကိုပိန်ဆိုင်ပြီးသားပဲဖြစ်တယ် အဲ့ဒါကြောင့်ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာတစ်ခုအတွက် step by step အဆင့်လိုက်အဆင့်လိုက် manifest ပြုလုပ်နေတာမဟုတ်ပါဘူး။ဒါကြောင့်ဘာလို့ပဲလိုရှင်လိုရှင်အဲ့ဒီအရာတွေကိုအဆင့်လိုက်အဆင့်လိုက် manifest ပြုလုပ်နေစရာမလိုဘူး။ဥပမာဆိုပါစို့မိတ်ဆွေဟာကိုယ့်ရဲ့ချစ်သူနဲ့ပျက်စီးနေတယ်။အဲ့တော့ချစ်သူကို manifest ပြုလုပ်ရှင်တာပေါ့နော်။ ူ့ဖက်ကကြာရင်တင့်ကိုဆိုရှယ်မီဒီယာတွေမှာဘလော့ခ်ထားတွေဖုန်းတွေမှာဘလော့ခ်ထားတွေဆိုရင်တင်ဘာကို manifest ပြုလုပ်နိုင်မလဲတင်လို့ရှင်တဲ့ရလဲကဘာလဲအဲ့ဒါကိုပဲစဉ်းစားဖို့လိုတယ် သင်အနေနဲ့ဘလော့ဖြီတာကို manifest တစ်ခေါက်ပြုလုပ်မိနောက်တစ်ခါသူနဲ့ပြန်လေး relation ship တည်ဆောက်တာကို manifest ပြုလုပ်မိအဲ့ဒီလိုအဆင်းလိုက်အဆင်းလိုက်တွေသွားနေစရာမလိုပါဘူးသင်လို့ရှိတဲ့ရလဲကသူ့ကိုလက်ထဲရှင်တာလားလက်ထဲရှင်တာကိုပဲစဉ်းစားလိုက်ပါအဆင်းလိုက်အဆင်းလိုက်သွားနေစရာမလိုပါဘူးအဲ့ဒီလိုသွားမိဆိုရင် manifestation အတွက်အချိန်တွေအများကြီးကြာပါလိမ့်မယ် ဲ့ဒီတော့သင်အနေနဲ့ပြုလုပ်ရမှာကသင်လို့ရှင်တဲ့နောက်ဆုံးရလဲစီဘာလဲအဲ့ဒီရလဲကိုပဲသင်အာယုံဆက်ရမှာဖြစ်တယ်တခါတနေ့ကျွန်ုပ်တို့ရဲ့ logical mindset တွေကစကားတွေပြောလာပါလိမ့်မယ်ကိုလိုရှင်တဲ့အရာကိုအာယုံဆိုင်တဲ့ခါဒါကမဖြစ်နိုင်ဘူးဒါကဖြစ်နိုင်တယ်မဖြစ်နိုင်တာကိုမစင်စားနဲ့အဲ့ဒီလိုပြောနေတဲ့စကားတွေကိုမိတ်ဆွေလိမ့်နာနေစရာမလိုပါဘူး manifestation ဆိုတာမိတ်ဆွေရဲ့ logical mindset ကိုပေတော့မှလိမ့်နာမှာမဟုတ်ပါဘူး သင်ရဲ့ logical mindset ကပြောနေတဲ့စကားတွေကိုနားထောင်နေမိဆိုရင်လေသင်ရဲ့ manifestation ကအလွန်နှောင့်နှေးကျင့်ကြတဲ့ပါတယ်။သင်လိုရှင်တဲ့အရာကို လွယ်ကူစွာ manifest ဖြစ်နိုင်ဖို့သင်စိတ်ထေးမှာ step by step အစင်းနဲ့အစင်းနဲ့သွားမိဆိုတဲ့အတွေးကိုလွှတ်ချလိုက်ပါ။ဒါအပြင်သင်စိတ်ထေးကပြောနေတဲ့ logical mindset ရဲ့စကားတွေကိုလွှတ်ချလိုက်ပါ။အဲ့ဒီအရာတွေကိုမေ့ထားလိုက်ဖို့လိုအပ်တယ်။ ပြီးရင်သင်လို့ရှင်တဲ့အရာဘေးအရာကိုမစိုးအမှင်တကယ် manifest ဖြစ်အောင်ပြုလုပ်နိုင်တဲ့ပါဝါသင်မှာရှိတယ်ဆိုတာကိုသင်လက်ခံဖို့လိုတယ်အခုအချိန်မှာသင်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာအဲ့ဒီအရာတွေကိုမျက်လုံးနဲ့မမြင်နိုင်သေးပေမယ့်သင်ဟာ manifest ဖြစ်အောင်ပြုလုပ်နိုင်တဲ့စွန့်ရည်ရှိပါတယ် parallel reality ရဲ့သဘောတရားအရာသင်လို့ရှင်တဲ့အရာကိုသင်ရရှိပိန်ချိန်ပြီးသားပဲဖြစ်တယ်။ဒါကြောင့်သင်အနေနဲ့သင်လို့ရှင်တာကိုအာယုံစိုက်ယုံပဲဖြစ်တယ်။ ပြီးရင်သင်လို့ရှင်တဲ့အရာတွေ manifest ဖြစ်လာဖို့တစ်လကြာအောင်ပြုလုပ်ရမယ်နှစ်လကြာအောင်ပြုလုပ်ရမယ်သုံးလကြာအောင်ပြုလုပ်ရမယ်ဒါမှမဟုတ်တစ်နှစ်ကြာအောင်ပြုလုပ်ရမယ်ဆိုတဲ့စကားလုံးတွေကိုလေးမိထားလိုက်ပါအရာအလုံးဟာ illusion ပဲဖြစ်တယ် illusion ဆိုတာထင်အောင်ထင်မှပဲအခုအချိန်ဆိုတဲ့အရာလေးအဲ့ဒီ illusion ပဲဖြစ်ပါတယ်ထင်အောင်ထင်မှပဲဖြစ်တယ်အစ်စ်အမဲမဟုတ်ပါဘူးဒါကြောင့်အချိန်တိုင်းအချိန်တိုင်းမှာမိစွေလိုရှင်တဲ့အရာကို manifest ဖြစ်အောင်ပြုလုပ်နိုင်ပါတယ် ဟုတ်ပြီဒါဆိုရင်ကိုလိုရှင်တဲ့အရာတွေကို၃ရက်အတွင်းမှာ manifest ဖြစ်အောင်ပြုလုပ်ဖို့ဘယ်လိုပြုလုပ်မလဲအတီးကတော့စိတ်ကူးယဉ်ယုံပေးဖြစ်တယ်ဘယ်လိုစိတ်ကူးယဉ်ရမလဲဆိုရင်ကိုလိုရှင်တဲ့အရာကို ကိုရရှိ ပိန်ဆိုင်ပြီးသားအနေနဲ့စိတ်ကူးယဉ်မယ်အဲ့ဒီစိတ်ကူးယဉ်တာကိုလေကျွန်တော်တို့ကနင်းနဲ့အမျိုးမျိုးသုံးပြီးရင်စိတ်ကူးယဉ်နိုင်တယ်အဲ့ဒီနိနေတွေကလေ manifestation နဲ့သက်ဆိုင်တဲ့နိနေတွေကိုတုံလို့ရတယ် visualization တုံမလား affirmation တုံမလား scripting method ကိုတုံမလား ဘင်းရှင်ဘိုးကိုအတုံပြုပြီးရင် manifestation ပြုလို့မလားစသည်ဖြင့်မိတ်ဆွေအစဉ်ပြေတဲ့ဤလဲကိုအတုံပြုပြီးရင်စိတ်ကူးရင်ဖို့လိုပါတယ်အဲ့ဒီစိတ်ကူးရင်မြင်ကွင်းထေးမှာဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကူးရင်ကဘာကြီးထေးမှာတင်လို့ရှင်တဲ့အရာကိုတင်ရရှိပိန်ဆိုင်ပြီးသားဖြစ်နေဖို့တော့လိုအပ်တယ် ဥပမာဆိုပါစို့သင်ဟာအိမ်သစ်တအိမ်ကိုလိုရှင်တယ်အဲ့ဒီတော့သင်ရဲ့စိတ်ကူးရင်မြင်ကွင်းစိတ်ကူးရင်ကဘာကြီးထဲမှာသင်ဟာအဲ့ဒီအိမ်အသစ်မှာနေရပြီအဲ့ဒီလိုစိတ်ကူးရင်ဘောလိုတယ်အဲ့ဒီအိမ်အသစ်မှာနေရလို့အဲ့ဒီအိမ်မှာဘေးအရာတွေပါလေဥပမာဆိုပါစို့ရှင်ဝင်းပါတယ်ပြီးရင်တစ်ပင်တွေပါမေးပင်းခင်းတွေပါမေးပြီးတော့ကိုယ့်ရဲ့အိမ်မှာလေးအခင်းတွေအမျိုးမျိုးပါမေးပြီးရင် ကိုရဲ့အိမ်အနင်းနာပဲဝင်းကျင်မှာအိမ်နှင်းရှင်တွေရှိမင်းအဲ့ဒီတော့ကိုရဲ့အိမ်ထင်းမှာအိမ်နှင်းရှင်တွေနဲ့အတူတူကပျော်ရွှင်နေတာတွေကိုရဲ့ဆွေမျိုးတွေကကိုအိမ်ကိုလာရောက်လေပဲနေတာတွေကိုကကိုအိမ်အတွင်းမှာရှက်ပြုတ်လုတ်ကိန်နေတာတွေအဲ့ဒါလေးတွေကို စိတ်ကူးရင်တယ်ဖို့လို့တယ် နောက်ဥပမာတစ်ခုပြောမယ်ဆိုရင်သင်ဟာရာထူးကောင်းကောင်းနဲ့အလုတ်အကင်အစ်တစ်ခုကိုလိုချင်တယ်။အဲ့ဒီတော့သင်ရဲ့စိတ်ကူးရင်ထင်မှာဘာပြုလို့ရမလို့ဆိုသင်ဟာယုံအစ်တမှာယုံတက်နေပြီးအဲ့ဒီယုံမှာရာထူးကောင်းကောင်းလေးရထားပြီးကောင်းဝင်တဲ့အလုတ်အကင်တွေရထားပြီးပြီးတော့သင်ဟာသင်ရဲ့အလုတ်အစ်မှာသပွေးကုန်အစ်တနဲ့အလုတ်တွေပြုလုပ်နေပြီးအဲ့ဒါလေးတွေကိုမြင်အောင် ပေးဖို့လိုတယ်စိတ်ကူးရင်ပေးဖို့လိုတယ်ဘာဖြစ်လို့ဒီလိုစိတ်ကူးရင်ရမလဲဆိုရင်သင်လိုရှင်တဲ့အရာဟာသင်ပိန်ဆိုင်ပြီးသားပဲဖြစ်တယ် တဲ့အနေနဲ့စိတ်ကူးယဉ်နိုင်သမျှအဲ့ဒီအရာတွေအလုံးဟာတင်ရရှိပြီးသားပိန်ဆိုင်ပြီးသားပဲဖြစ်တယ်ဒါပေမဲ့တင်းအနေနဲ့ပြုလုပ်ရမှာကတော့ energy ထိတွေ့ဖို့လိုတယ်တင်းလိုရှင်တဲ့အရာကို energy ထိတွေ့ဖို့လိုတယ်အဲ့ဒီလို energy ထိတွေ့နိုင်ဖို့စိတ်ကူးယဉ်မြင်ကွင်းတွေကိုဖန်တီးပြီးစိတ်ကူးယဉ်ပေါ်ပြောတာဖြစ်တယ်နောက်ဥပမာလေးတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်တင်းဟာလက်ထဲရှင်နေဆိုပါစို့ ဒါပေမဲ့အခုအချိန်မှာသင်ဟာလက်မထည့်ရသေးဘူးအဲ့ဒီတော့သင်ဖြစ်ရှင်တဲ့အရာနဲ့အခုအချိန်ဟာမတူဘူးပေါ့နော်တကယ်လို့တင်ဟာလက်ထဲထားပြီဆိုရင် အခုအချိန်မှာတင်ရဲ့ဇနီးတင်ရဲ့ခင်ပွန်းတင်ရဲ့ပါတနာနဲ့တင်ဟာပွေဖယ်လို့ရှိရှင်လေးရှိမိဒါပေမဲ့အခုအချိန်မှာအဲ့ဒီလိုမဖြစ်သေးဘူးအခုအချိန်မှာတင်ဟာ single ပဲဖြစ်နေသေးတယ်တင်ရဲ့နေနယ်လေးစိတ်ကူးရင်မြင်ကွင်းတွေဖင်တီးတဲ့အခါကို့မှာ လက်ထဲလိုက်ပြီးဖြစ်တဲ့အတွေ့ကိုယ့်ရဲ့လက်ထဲမှာလက်ထဲနဲ့ဆက်တွေဝတ်ထားတာလေးဖြစ်နိုင်တယ်။ဒါမှမဟုတ်သူနဲ့အတူတကွရှိနေတဲ့ပုံစံပုံစံမျိုးစုံလေးဖြစ်နိုင်တယ်။အဲ့ဒီလိုလက်ထဲထားတဲ့ပုံစံမျိုးစုံကိုသင်အနေနဲ့စိတ်ကူးရင်ပြီးရင်အမှန်တကယ်ကြုံတွေ့နေဖို့လိုအပ်တယ်။လက်ထဲထားတဲ့အတွေ့အကြုံကိုကြုံတွေ့နေရပြီမို့လို့သင်ဟာအာသင်ရဲ့ချစ်သူသင်ရဲ့အိမ်ထောင်ဖယ်နဲ့အတူတကွခရီးတွေထွက်နေတာလေးဖြစ်နိုင်တဲ့အတူတကွရှက်ပြုတ်စားတောင်းနေကြတာတွေလေးဖြစ်နိုင်တဲ့အတူတကွတီဝီကြည့်နေတာ အတူတူကစကားတွေပြောနေတာပျော်ရွှင်နေတာအဲ့ဒီလိုပုံစံအမျိုးမျိုးကိုတင့်အနေနဲ့စိတ်ကူးရင်ဖန်တီးလို့ရတယ်ဒါပေမဲ့ဒီနေရာမှာအဲ့ဒီစိတ်ကူးရင်မြင်ကွင်းတစ်ခုလေးကိုဖန်တီးရမှာမဟုတ်ပါဘူးအဲ့ဒီလိုတင့်ပြုံးလုံးနေတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် emotion တွေကိုလေခံစားပေးဖို့လိုအပ်တယ်ဥပမာဆိုပါစို့တင့်ရဲ့ပါတနာနဲ့အတူတူကတင်ဟာခရီးထွက်ရမည်ဆိုရင်တင့်ရဲ့စိတ်ထင်းမှာ ဘလို့ emotion မျိုးတွေခံစားရမလဲစိတ်တဲကြွမလားပျော်ရွှင်မလားစိတ်ကျနေမှုတွေဖြစ်မလားစိတ်ထင်းမှာလုံခြုံမှုတွေဖြစ်မလားစသဖြင့်ပေါ့နော် ကိုယ်စိတ်ထင်းမှာဖြစ်နိုင်တဲ့ emotion တွေနဲ့အဲ့ဒီစိတ်ကူးရင်မြင်ကွင်းကိုပေါင်ဆက်ပေးဖို့လိုအပ်တယ်တဲ့အနေနဲ့ manifest ဖြစ်ရှင်တဲ့အရာဘာပဲဖြစ်ဖြစ်သင်လို့ရှင်တဲ့အရာဘာပဲဖြစ်ဖြစ်အဲ့ဒီအရာကိုရရှိပိန်ဆိုင်ပြီးပြီဆိုရင်သင်ဟာဘလို့စိတ်ခင်စားရှင်မျိုးဖြစ်လာမလဲ တင့်ရဲ့စိတ်ခင်စားချက်ကိုတင့်ရဲ့စိတ်ကူးရင်မြင်ကွင်းမှာထိသွင်းပေးဖို့လိုတယ်။နောက်ဥပမာတစ်ခုပြောပြပါမယ်။တင့်ဟာအကျွေးရှိနေတယ်။အဲ့ဒီအကျွေးကလည်းအများကြီးပေါ့နော်။အဲ့ဒါကြောင့်တင့်အနေနဲ့စိတ်ထင်းမှာပူပယ်နေရတယ်။အဲ့ဒီတော့တင့်ဟာဒီအကျွေးကိုကြည်အောင်ဆက်ရှင်တယ်။အဲ့ဒီစိတ်ထင်းမှာပူပယ်နေရတဲ့စိတ်ကိုတင့်မခံစားရှင်ဘူး။အကျွေးကြည်ရှင်တယ်။အဲ့ဒီတော့တင့်ပြုလုပ်ရမှာကပထမဦးဆုံးအနေနဲ့ ။သင်ရဲ့အကျွေးတွေ အကုန်လုံးကျေသွားပြီဆိုတာကိုစိတ်ကူးရင်ဖို့လို့တယ်။အကျွေးပေးရတဲ့လူတွေစီကိုအကုန်လုံးအကျွေးတွေပေးလိုက်ပြီလို့သိပေးဖို့လို့တယ်။အဲဒီလိုအကျွေးတွေကျေသွားတဲ့အခါသင်စိတ်ထင်မှာဘလို့ဖြစ်မလဲ။စိတ်သက်သာရာရသွားမယ်။ကိုယ်စိတ်ထင်မှာဖြစ်နေတဲ့ဝင်ထုံးဝင်ပိုးတွေကင်းနေသွားတဲ့အတွက်သင်စိတ်ထင်မှာလွမြောက်မှုတွေကိုခင်စားရမယ်။အဲဒီစိတ်ခင်စားချက်ကိုအဲဒီအကျွေးတွေကျေနေတဲ့စိတ်ကူးရင်မြင်ခွင်းနဲ့ပေါင်စဲပေးဖို့လိုအပ်တယ်။ အဲ့ဒီခင်စားချက်အဲ့ဒီ emotion အပေါ်မှာပဲသင်ဟာအာယုံစိတ်ပြဖို့လိုရည်ဘာဖြစ်လို့လဲဆိုရင် the feeling is the secret လို့ပြောတယ် manifestation ရဲ့ show ဝဲချက်ကတော့စိတ်ခင်စားချက်ပဲဖြစ်တယ် ဒီနေရာမှာစိတ်ကူးရင်မြင်ကွင်းကိုဖန်တီးတယ်ဆိုတာလေလိုအပ်နေတဲ့စိတ်ခင်စားချက်ဖြစ်ပေါ်လာဖို့အတွက်အထောက်အပံ့ဖြစ်စေဖို့ဖန်တီးတာဖြစ်တယ်။တချို့တတိကြပြန်တော့အဲ့ဒီစိတ်ကူးရင်မြင်ကွင်းကိုဖန်တီးနိုင်မှုအားနေတာတွေရှိတယ်။အဲ့ဒီအချိန်မှာမြင်ကွင်းကိုဖန်တီးဖို့တဲ့အထီးကစိတ်ကူးရင်နိုင်ဖို့ပဲဖြစ်တယ်။စိတ်ကူးရင်နိုင်ဖို့အတွက်တချို့တတိတွေက affirmation တွေတွေရွတ်ဆိုလို့ရတယ်။ အဲ့ဒီတော့သင်ကလက်ထဲရှင်တဲ့လူတယောက်ဖြစ်တယ်ဆိုရင် affirmation ကိုရွတ်တဲ့အခါငါကလက်ထဲလိုက်တဲ့လူတယောက်ဖြစ်သွားပြီဆိုတဲ့စကားလုံးတွေကိုရွတ်ဆိုလို့ရတယ်။ဒါပေမဲ့ရွတ်ဆုံနေုံနဲ့မပြည့်သေးဘူး။ရှေ့ကပြောခဲ့တဲ့စိတ်ကူးယဉ်မြင်ကွင်းကိုဖန်တီးတဲ့အခါစိတ်ခင်စားချက်တွေပေါင်းစဲပေးဖို့လိုတယ်လို့ပြောခဲ့တယ်။အခုလင်းငါကလက်ထဲလိုက်ပြီဆိုတဲ့စကားလုံးမှာကိုယ်စိတ်ထိမှအမြင်တကယ်လက်ထဲပြီးသားလူတကယ်သောခင်စားပေးနေဖို့လိုအပ်တယ်။ ဲ့ဒီခင်စားချက်တွေဖြစ်လာနိုင်ဖို့လေအဲ့ဒီစကလုံးကိုထက်တည်းလေးဆက်လက်ရွယ်ပေးဖို့လိုအပ်တယ်။အဲ့ဒီလိုဆက်လက်ရွယ်ဆိုရင်းနဲ့ပင်သင်ရွယ်ဆိုနေတဲ့စကားအတိုင်းစိတ်ခင်စားချက်တွေဖြစ်လာပါလိမ့်မယ်။နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လေသင်ဟာငွေကြီးပြည့်စုံရှင်တဲ့လူတယောက်ဖြစ်ရှင်တယ်ဆိုရင်လေငါငွေကြီးပြည့်စုံတဲ့လူတယောက်ဖြစ်နေပြီဆိုတဲ့စကားလုံးကိုထက်တတိလေးရွယ်ပေးရွယ်ပေးနေုံနဲ့မပြည့်သေးဘူးစိတ်ခင်စားချက်တွေကိုပါထည့်သွင်းပေါင်စပ်ပေးဒီလိုပြုလုပ်ပေးရမှာဖြစ်တယ် သင် manifest ဖြစ်ရှင်တဲ့အရာသင်လို့ရှင်တဲ့အရာရနေပြီဆိုတဲ့စိတ်ခင်စားချက်ကိုတနေ့တာအတွင်းမှာအကျင့်ပေါင်းမြောင်းများစွာဖြစ်နိုင်အောင်ထက်တလေလေးပြုလုပ်ပေးပါထက်တလေလေးခင်စားပေးပါသင်ရဲ့စိတ်ထဲမှာအဲ့ဒီလိုခင်စားချက်တွေဟာနည်း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 ခင်စားပေးနေဖို့လိုအပ်တယ်။ဒါကတော့ကျွန်ုပ်တို့ပြုလုပ်ရမယ့်အရာဖြစ်တယ်။ဒီလိုပြုလုပ်နေတဲ့အချိန်မှာကျွန်ုပ်တို့မှာပြဿနာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုရင်ရုပ်ပိုင်းဆိုင်ရာအရှိအနေကိုတွားရောက်ကြည့်ရှုတဲ့တယ်။ လူရှင်တဲ့အရာကို manifest ပြုလုပ်နေစဉ်ကာလအတွင်းမှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေကိုဂယုမစိုင်းလီလီယူရှုဥပေက္ခပြုထားတဲ့ပုံလိုအပ်တယ်။တကယ်တော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေကိုကြည့်လိုက်ပြီဆိုရင်ကိုယ့်ရဲ့စိတ်ထက်ကဘာတွေပြောလာမလဲဆိုရင် ဒါမဟုတ်ဘူးဒါမှားနေပြီဥပမာဆိုပါစို့သင်ဟာငွေကြေးမြောင်းများစွာကိုပိန်ဆိုင်လို့ရှင်နေဒါကြောင့်သင်က affirmation တွေရွတ်ဆိုလိုက်တယ်ငါငွေကြေးမြောင်းများစွာပိန်ဆိုင်နေပြီဒါပေမဲ့ကိုယ့်ရဲ့ရုပ်ပိန်ဆိုင်ရာအရှိအနေမှာငွေမရှိဘူးကိုအရာဝေးမေဆိုရင်လည်းမတက်နိုင်ဘူးဒီအရာဝေးမေဆိုရင်လည်းမတက်နိုင်ဘူးကို့အတွက်အဆင်မပြေဖြစ်နေတယ်အဲ့ဒီတော့သင်ရဲ့စိတ်ကဘာတွေပြောလာမလဲဆိုရင်အဲသင်ရွက်ဆိုနေတဲ့ affirmation နဲ့ဆင့်ကျင်ဖက်တွေပြောလာမယ်မဟုတ်ဘူးသင်မတက်နိုင်ဘူးနင့်မဝေးနိုင်ဘူးနင့်မှာမရ ရှိဘူးပိတ်ဆိုင်တွေမရဘူးဆိုတာတွေပဲသူကအဲ့ဒီစကားတွေကိုထက်တလေးပြောလာမိအဲ့ဒီတော့ရုပ်ပိတ်ဆိုင်ရအရှိအနေရဲ့ထောင်ချောင်းမှာပိတ်မိသွားပြီးရင်သင်ရဲ့ manifestation ကအောင်မြင်နိုင်မှာမဟုတ်ပါဘူးသင်ရဲ့ affirmation ထဲမှာငါဟာငွေကြေးမြောင်များစွာပိန်ဆိုင်နေပြီလို့ပြောတယ်။ဒါပေမဲ့သင်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကသင်မှာငွေမရှိဘူးဆိုတာကိုတက်တည်ပြနေမှာပဲ။ အဲ့ဒီလိုဆိုရင် သင်လိုရှင်တဲ့ဖြစ်တည်မှုအသစ်စီကို သင်ဟာရောက်ရှိနိုင်မှာမဟုတ်ဘူးအဲ့ဒီတော့သင်အနေနဲ့အခုကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအအနေကိုဂရုမစိုက်တဲ့လူရှုထားဖို့တော့လိုအပ်တယ်ဒီလိုပြုလုပ်နိုင်ဖို့လေအခုကြုံတွေ့နေရတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအအနေဆိုတာအတိတ်ကဖင်တီးထားတဲ့ဟာတွေပဲဖြစ်တည်ဆိုတာကို သင်နားလေဖို့လိုတယ်ဒါဟာ reality အဟောင်းပဲဖြစ်တည်ဆိုတာကိုသင်သိဖို့လိုတယ် ပြီးတော့အတိတ်ကဖန်တီးခဲ့တာကိုအခုကြုံတွေ့နေရနေဆိုရင်အခုဖန်တီးတာဟာအနာဂတ်မှာကြုံတွေ့ရဖို့ပဲဖြစ်တယ်အဲ့ဒီတော့အခုဖန်တီးတာသည်ဘာနဲ့ဖန်တီးတာလဲကိုယ့်ရဲ့စိတ်ကူးယဉ်မှုကဘာအဲ့ဒီစိတ်ကူးယဉ်မှုကဘာမှာစိတ်ခင်စားချက်တွေနဲ့ပေါင်းစပ်ပြီးဖန်တီးတာဖြစ်တယ်အဲ့ဒီတော့အခုဖန်တီးနေတဲ့ပုံစံဟာအတိတ်ကဖန်တီးခဲ့တဲ့ပုံစံနဲ့မတူအောင်ဖန်တီးဖို့လိုတယ်ဆိုလိုတာကအခုတွေးတောနေတဲ့ပုံစံတွေဟာအတိတ်ကတွေးတောတဲ့ပုံစံတွေနဲ့မတူအောင်တွေးတောပေးဖို့လိုရည်တည် တကယ်တော့ရုပ်ပိုင်းဆိုင်ရာအရှိအအနေဆိုတာအစ်စ်အမဲမဟုတ်ပါဘူး။သင်ရဲ့တွေးတော်မှုသင်ရဲ့ခံစားမှုတွေမှာမူတည်ပြီးပြောင်းလဲသွားတာပဲဖြစ်တယ်။သင်ဟာတစုံတစ်ခုခုကိုမှန်နေတော့ယုံကြည်လက်ခံထားရင်သင်ယုံကြည်လက်ခံထားတဲ့အတိုင်းရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာဖြစ်ပေါ်လာတဲ့တည်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ပေါ်လာနေဆိုတာကချက်ချင်းရုတ်တရက်ကြီးဖြစ်လာတာတော့မဟုတ်ပါဘူး။ သင်ရဲ့ယုံကြည်လက်ခံမှုကိုဆက်လက်ယုံကြည်လက်ခံရှင်ဖြင့်ထက်တလေးလေးယုံကြည်လက်ခံရှင်ဖြင့်တလှရင်ဖြစ်ပေါ်လာတာပဲဖြစ်တယ်။အခုအချိန်မှာသင်စိတ်ကူးယဉ်နေတဲ့အရာဟာအခုအချိန်ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာမရှိသေးပါဘူး။ဒါဆိုရင် အခုသင်စိတ်ကူးယဉ်နေတဲ့အရာဟာအနာဂတ်မှာရှိမှာပဲဖြစ်တယ်။ ဥပမာဆိုပါစို့သင်ဟာအခုအချိန်မှာအကျွေးရှိနေတယ်အဲ့ဒီတော့သင်က manifestation ပြုလုပ်မယ်ပေါ့နော်အကျွေးတွေကြည်သွားပြီဆိုတော့ manifestation ကိုစေမနီခင်းပြုလုပ်မယ်အဲ့ဒီအချိန်မှာသင်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာအကျွေးမရှိဘူးတော့မဆိုလိုဘူး manifestation ပြုလုပ်နေစဉ်ကာလအတွင်းမှာသင်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာအကျွေးတွေကရှိနေတုံးပဲတချို့တလေ manifestation တွေကလည်းအရင်မြင်မြင်ဆင်ဆင် manifest ဖြစ်တဲ့တည်း ဒါပေမဲ့သင်ဟာ Ceremony Manifest ပြုလုပ်တယ်။နဲအဲ့ဒီလို Ceremony Manifest ပြုလုပ်ပြီးတော့မျက်လုံးကိုဖွင့်လိုက်တာနဲ့အကျွေးတွေကျေသွားရမယ်တော့မဆိုလိုဘူး။သင်ဟာအကျွေးကြေဖို့အတွက် manifest ပြုလုပ်နေတယ်အဲ့ဒီအချိန်မှာသင်ရဲ့အကျွေးရှင်ကရောက်လာပြီးရင်သင်စီကအကျွေးတောင်းတယ်ဒါပေမဲ့သင်ကအဲ့ဒီအချိန်မှာအကျွေးမပေးနိုင်သေးဘူးဆိုရင်လေသင်ရဲ့ manifestation ကြာရှုံးတယ်တော့မဆိုလိုဘူး ဒီတော့သင်နားလေပေးရမှာကအခုအချိန်မှာသင် ဖြစ်နေတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေဟာသင်ရဲ့ဖြစ်တည်မှု reality အဟောင်းပဲဖြစ်တည်ဒီလိုဆိုရင်သင်ပြုတ်လုပေးရမယ့်အချက်ကတော့သင်ယူဆထားတဲ့ယူဆချက်အပေါ်မှာဆက်လက်ယူဆပေးနေုံပဲဖြစ်တယ်။သင်ကအကျွေးကြည့်ရှင်နေအဲ့ဒီတော့အကျွေးကြည့်နေပြီဆိုတော့ယူဆချက်နဲ့ပဲဆက်လက်နေရမှာဖြစ်တယ်။သင်ကလက်ထဲရှင်နေလက်ထဲထားပြီးပြီဆိုတော့ယူဆချက်နဲ့ပဲ ဆက်လက်နေရမှာဖြစ်တယ်။သင်ဟာငွေကြီးပေါများကြွေဝါရှင်နေဆိုရင်လေသင်အနေနဲ့ငွေကြီးပေါများကြွေဝါနေပြီဆိုတဲ့ယူဆချက်ကိုပဲဆက်လက်ယူဆပေးနေရမှာပဲဖြစ်တယ်။တကယ်တော့တင်မလို့ရှိတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုသာဆက်လက်အာယုံစိမ့်နေပြီဆိုရင်တင့်ရဲ့ manifestation ကအလုတ်ဖြစ်မှာမဟုတ်ပါဘူး။ ။ဘာဖြစ်လို့လဲဆိုရင်တင့်ရဲ့ရုပ်ပိဆိုင်ရာအခြေအနေဟာတင်မလို့ရှင်တဲ့အခြေအနေ။တင့်ရဲ့ manifestation ကတင်လို့ရှင်နေတဲ့အခြေအနေ။ဒီတော့တင်အာယုံစိတ်တာကိုပဲ manifest ဖြစ်တာပါ။အဲ့ဒီတော့တင်မလို့ရှင်တဲ့အခြေအနေကိုတင်ဆက်လက်အာယုံစိတ်နေမီဆိုရင်မလို့ရှင်တာတွေကိုပဲဆက်လက်ရမယ်။တင်လို့ရှင်တဲ့အခြေအနေကိုဆက်လက်အာယုံစိတ်နေပြီဆိုရင်တင်လို့ရှင်တာတွေကိုဆက်လက် manifest ဖြစ်လာမယ်။ ဒါကြောင့်သင်အနေနဲ့သင်မှာရှိနေတဲ့အကျွေးတွေကိုလည်းအာယုံစိမ့်နေစရာမလိုဘူး။သင်မလိုရှင်တဲ့ single ဘဝကိုလည်းအာယုံစိမ့်နေစရာမလိုဘူး။သင်မလိုရှင်တဲ့ရာထူးမရှိဘူးဆိုတဲ့ဘဝကိုလည်းအာယုံစိမ့်နေစရာမလိုဘူး။သင်အာယုံစိမ့်ရမှာကသင်လိုရှင်တဲ့ပုံစံ၊သင်ဖြစ်ရှင်တဲ့ပုံစံကိုပဲအာယုံစိမ့်ပါ။သင်မဖြစ်ရှင်တာတွေကိုဂယုမစိမ့်ပါနဲ့အာယုံမစိမ့်ပါနဲ့လျှင်းလျူရှုထားပါ။ ဒီနေရာမှာတင်မလို့ရှင်တဲ့အရှိအနေတွေကိုလေးမှန့်ကန်လာအောင်တင်စ조사နေစရာမလိုဘူးဥပမာဆိုပါစို့တင်ရဲ့ချစ်သူအဟောင်းနဲ့တင်ကပြင်ပြီးတော့ relationship တစ်ခုကိုတိဆောက်ရှင်နေအခုအချိန်မှာတင်ချစ်သူဟောင်းကတင်ကို social media မှာ block ထားတယ်တင်ဖြစ်ရှင်တာက relationship တိဆောက်ရှင်တာဒါပေမဲ့ social media မှာ block ထားတာကို block ဖြီဖို့စ조사နေစရာမလိုဘူးအဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနေစရာလေးမလိုဘူး သင်အာယုံဆိုင်ရမှာကသင်လိုရှင်နေတဲ့ relationship ကိုပြန်လည်တိဆောက်ဖို့ပဲအာယုံဆိုင်ရမှာဖြစ်တယ်။ဒီပြဿနာတွေကိုဖြေရှင်းနေတော့လေဘာတခုမှထူရှားလာမှာလေမဟုတ်ပါဘူး။သင်ပြုလုပ်ရမယ့်တခုတည်းသောအလုပ်ကတော့သင်လိုရှင်တဲ့အရာသင် manifest ဖြစ်နေတဲ့အရာကိုရနိုင်ပြီဆိုတဲ့စိတ်ခင်စားချက်ကိုပဲဆက်လက်အာယုံဆိုင်ဖို့လိုတယ်။အဲ့ဒီခင်စားချက်အပေါ်မှာပဲသင်ဟာတစ္ဆာရှိရှိနဲ့ဆက်လက်ခင်စားပေးဖို့လိုအပ်ပါတယ်။ ။ဒီလိုဆိုရင်အဲ့ဒီစိတ်ခင်စားချက်အပေါ်မှာတစ္ဆာရှိရှိဘလို့ခင်စားပေးရမလဲ။ဥပမာသင်ဟာဘဝလက်တွဲဖို့တရားလို့ရှိနေဆိုပါစို့။တနည်းအားဖြင့်ပြောမယ်ဆိုရင်သင်ဟာလက်ထဲရှင်တယ်အဲ့ဒီတော့သင်ရဲ့စိတ်ကူးရင်ကဘာထင်းမှာသင်ဟာလက်ထဲလိုက်ပြီသင်ရဲ့လက်ထဲထားတာကလေအရင်ကိုပျော်စရာကောင်းတယ်သင်ဟာအဲ့ဒီပျော်ရွှင်ပွေကောင်းတဲ့လက်ထဲထားတဲ့အိမ်ထောင်သေးဘဝပေါ့နော်ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သေးဘဝကိုအဲ့ဒီစိတ်ခင်စားချက်ကိုခင်စားပေးမိ သင်ရဲ့စိတ်ခင်စားချက်တွေထဲမှာပျော်ရွှင်စရာကောင်းတဲ့အခြေအနေတွေရှိတယ်ဒါပေမဲ့၃ရက်လောက်ကြာတဲ့အခါမှာတော့သင်ဟာဒိတ်ဒိတ် app တစ်ခုကို တွေ့တယ်ဆိုပါစို့အဲ့ဒီတော့သင်စိတ်ထဲမှာအတွေ့တစ်ခုပေါ်လာမယ်ငါလိုရှင်တဲ့အိမ်ထောင်ဖဲကိုရဖို့ငါဒါလေးကိုသုံးကြည့်ရင်ကောင်းမှာပြီးတော့တွေ့ကောင်းတွေ့လိမ့်မယ်တကယ်တမ်းကျတော့ဒါပြဿနာပဲဘာဖြစ်လို့လဲဆိုရင်သင်လိုရှင်တဲ့ဘဝလက်တွေးဖို့တရားကိုရဖို့အတွက်သင်ဟာဒိတ်ဒိတ် app သုံးနေတယ်ဆိုတာသင်ဘေးနေရာကိုရောက်နေတာလေ သင်လိုရှင်နေတဲ့ new reality မှာသင်နေထိုင်တာမဟုတ်ဘူးသင်လိုရှင်နေတဲ့နောက်ဆုံးရထဲမှာသင်နေထိုင်နေတာမဟုတ်ဘူးသင်လိုရှင်နေတဲ့ဖြစ်တည်မှုအသေးကဘာလေးဆိုရင်သင်ဟာသင်အတွဲဘဝလက်တွဲဖို့ကိုရရှိပြီးသားအဲ့ဒီအဖို့နဲ့သင်ဟာပျော်ပျော်ရွှင်ရွှင်လက်ထက်ထားတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့သင်ဟာ date app ကိုသုံးပြီးရင်ဘဝလက်တွေးဖို့တရားကိုရှာနေရတယ်ဆိုတာကသင်ဟာ reality အဟောင်းမှာနေထိုင်တာပဲဖြစ်တယ် အဲ့ဒီသင်ရဲ့ reality အဟောင်းမှာသင်လို့ရှင်နေတဲ့ဘဝလက်တွဲဖို့မရှိသေးဘူး။ဒါကြောင့်သင်ဟာသင်လို့ရှင်တဲ့ဘဝလက်တွဲဖို့တရားကိုရှာနေတယ်လို့ဆိုလိုတယ်။တကယ်လို့များသင်ဟာသင်လို့ရှင်တဲ့ဘဝလက်တွဲဖို့တရားရရှိထားပြီဆိုရင်သင်ဟာဒိတ်ဒိတ်အသုံးပါမလား။သင်ဟာပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်သေးဘဝတစ်ခုကိုရရှိထားပြီဆိုရင်သင်ဟာဒီလိုဒိတ်ဒိတ်အတွေသုံးပြီးရင်အဲသင်ရဲ့ပါတနာကိုလက်ချနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေကိုအာယုံစိမ့်နေတယ်ဆိုတာကတင့်ရဲ့ identity အဟောင်းဖြစ်တည်မှုအဟောင်း reality အဟောင်းတွေပေါ်မှာတွေ့ခဲ့နေတာပဲဖြစ်တယ်ဒီမလို့ရှင်တဲ့ဖြစ်တည်မှုအဟောင်း reality အဟောင်း identity အဟောင်းတွေပေါ်မှာတွေ့ခဲ့နေမင်းအစသင်လို့ရှင်နေတဲ့ဖြစ်တည်မှု identity အသစ်ကို အပြည့်အဝသာ ပွေဖက်လိုက်ပါဥပမာဆိုပါစို့သင်ဟာလက်ထဲရှိနေဆိုရင်လွန်ခေးတဲ့၆လကလေးကသင်ဟာလက်ထဲပြီးသားအနေနဲ့စဉ်းစားလိုက်ပါ လွန်ခဲ့တဲ့6လကတည်းကတင်ဟာလက်ထဲထားပြီးပြီမို့လို့အခုအချိန်မှာတင်ဟာလက်ထဲထားတဲ့လူတယောက်ဖြစ်နေတယ်တော့မိမိကိုကိုသိပေးပါဒီတော့တင်ဟာအခုအချိန်မှာလက်ထဲဖို့စ조사နေတဲ့လူတယောက်ဖြစ်နေတာကရက်တင်လိုက်ပါလက်ထဲဖို့조사နေရတယ်ရှာဖွေနေတယ်ဆိုတာကိုရက်တင်ပါတခြားလူတွေကတင့်ကိုဘလို့ပဲဆက်ဆင်ဆက်ဆင်တင့်ဟာလွန်ခဲတဲ့6လကတည်းကလက်ထည့်ပြီးသားဖြစ်နေပြီလို့မိမိကိုယ်ကိုတတိယပါ ဒီလိုတတိယနိုင်ဖို့အတွက်လေမိမိကိုယ်ကိုမေးခွန်းနေမိကြည့်ပါ အခုအချိန်မှာငါလိုရှင်နေတဲ့လူအစ်စ်ဖြစ်နေပြီလားငါဟာ identity အစ်စ်ဖြစ်နေပြီလားငါဟာ reality အစ်စ်ဖြစ်နေပြီလားဆိုတာကိုမိမိကိုယ်ကိုမေးခွန်းနေမိကြည့်ပါဒီလိုမျိုးခွန်းတွေမိကြည့်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့စိတ်ထင်းမှာကိုဖြစ်ရှင်တဲ့ reality ကိုအမြင်တကယ်ရနိုင်ပြီ ိုဖြစ်ရှင်တဲ့ဖြစ်တည်မှုတွေကိုကိုယ်စိတ်ထင်မှာအမှန်တကယ်ကြုံတွေ့နေရပြီးတော့စိတ်ခင်စားချက်တွေဟာလုံးဝမပြောင်းနေပြီဖြစ်နေပြီဆိုရင်မိတ်ဆွေတို့လိုရှင်တဲ့အရာမိတ်ဆွေတို့ manifest ဖြစ်စီရှင်တဲ့အရာတွေကို၃ရက်အတွင်းမှာလွေကူစွာ manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်